ုဒီဗီဒီယိုမှာလည်းမှားထွက်တဲ့အတန်တွက်ရှိတဲ့စကားလုံးလေး၅လုံးကိုစုပေးထားပါတယ်။ကဲပထမတစ်လုံးကတော့ဒီစကားလုံးဖြစ်ပါတယ်။ How do you pronounce this word? ဒီစကားလုံးလေးကိုဘယ်လိုတန်ထွက်မလဲ? Venison လို့ထွက်ပါတယ်။ Venison 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 Van ne z နော် Venison လို့ထွက်ပါတယ်။ stress ကိုသူကရှေ့ဆုံးက v မှာထားရတဲ့ကြောင့်မလို့ van ကိုနည်းနည်းတော့ဖိပေးရမယ် van nissen vanish and ဘောเนาะအဲ့ဒါဆက်လိုက်မယ်ဆိုရင် vanishan လို့ဖြစ်သွားမယ်အတိတ်ကတော့သူက the meat of deer เนาะ deer ဆိုတာသမင်ကိုပြောတာလေ meat ဆိုတာအသား vanishan ဆိုတာသမင်သားကိုပြောတာပါအဲတင်းနေစင်တွေတခုပြောပြရမလား what နဲ့ what သားလေ what ကို english လို့ pig လို့ခေါ်ပြီးမယ် what သားကိုကြတော့ pork လို့ခေါ်တယ်လေ pig and pork အခုလဲအဲ့လိုပဲပေါ့နော် dear ဆိုတာတမင်တမင်သားကိုကျတော့ vanishing ခေါ်ပါတယ်ဟုတ်ပြီ for example vanishing is a popular dish during the hunting season venison is a popular dish during the hunting season venison ကိုခေါ်တဲ့အသားက is a popular dish ော်လူကြိုက်များတယ်ပေါ့နော် dish ဖြစ်ပါတယ် dish တော့ကဟင်းရောင်ကိုပြောတာပေါ့နော်ဟင်းအမျိုးအစားကိုပြောတာပေါ့ during the hunting season အမဲလိုက်တဲ့အချိန်အမဲလိုက်တဲ့ရာသီကိုပြောတာပါ okay ဒါကြောင့်ပြန်ချုပ်မယ်ဆိုရင် venison ဆိုတာကဒီအမဲလိုက်ရာသီမှာလူကြိုက်များတယ်ဟင်းရောင်တစ်မျိုးဖြစ်ပါတယ်အတိအကျပြောမယ်ဆိုရင်ဒါကသမင်သားဖြစ်ပါတယ် okay သူ့အမည်ထွက်ရမယ့်အတန်တက်ကတော့ venison 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 တမင်သားဖြစ်ပါတယ်2 how do you pronounce this word ဒီစကားလုံးကိုဘယ်လိုအတန်ထွက်လဲ matten 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 လို့ထွက်ပါတယ် mutant တော့ mutton လို့မထွက်ပါဘူး mad ten stress လို့ခေါ်တဲ့ဖိတံကို ရှေ့ဆုံးမှာထားရကြမလို့ mad ကိုဖိပေးပါ mad matten matten ကဲသူလက်ကွင်းကနံပါတ်1မှာလို့ပြောပဲစင်တူပဲသူကတော့ပါလဲဆိုရင် the meat of sheep သူတာကိုပြောတာပါအဲ့တော့သူကို sheep လို့ခေါ်ပေမဲ့သူသားကိုတော့ mutton လို့ခေါ်ပါတယ် mutton ဟုတ်ပြီ for example she cooked a delicious mutton curry for dinner she cooked a delicious mutton curry for dinner ဆိုတာသူမအဆိုရင်ဒင်းနာအတွက်အရင်အရသာရှိရဲ့သိုးသားဟင်ကိုချက်ခဲ့ပါတယ်နော်ချက်ပြုတ်ထားပါတယ်ပေါ့โอเคဒါကြောင့်မလို့သိုးသားဆိုရင် matten လို့ထွက်ပါတယ်နော်ဒီစလုံးမြင်ထွက်တဲ့ဘူက matten matten mutan နေ mutan နေမလို့ပါနဲ့ matten matten သိုးသားကိုပြောတာပါ number 3 how do you pronounce this word ဒီစကားလုံးကိုဘယ်လိုအတန်းထွက်မလဲ idiot idiot သူကို a d at idiot လို့ထပ်ပါတယ် idiot stress လို့ခေါ်တဲ့ဖိတံကိုရှည်ဆုံးမှထားကြအောင်လို့ a ကိုနည်းနည်းဖိလိုက်တယ်လို့ဖြစ်သွားတာပေါ့ဟာဒါကြောင့်မို့အတန်တက်က idiot 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 ရုပ်ရှင်ကတော့ရှိသေးရလေ three idiots နော်အဲ့ဒါကြောင့်ရှိသေးတာပဲဟုတ်ပါပြီ for example don't be an idiot think before you act Dolby and idiot think before you act မင်းမယူဆမ်းပါနဲ့ကွာเนาะမလုပ်ခင်မှာအရင်စဉ်းစားပါအောင်လို့ပြောတာပါเนาะဒါကြောင့်မို့အတန်တက်ကတော့ idiot idiot ဟုတ်ပြီဒီ peter the sentence ထဲမှာလေနည်းနည်းလေးထောက်ပြဖို့ရှိတာကတော့ act ဆိုတဲ့စလုံးလေးပဲသူ့ကိုအတန်ထွက်က at ဆိုပြီးတော့ရှင်းရှင်းလေးမထွက်ပါဘူး c နေရာမှာ ခေတံလေးပါပါတယ်เนาะဒါနဲ့ပတ်သက်ပြီးတော့ရှေ့ဗီဒီယိုဒီမှာလည်းပြောခဲ့ပူပါတယ်တကယ်လို့မကြည့်ရသေးတဲ့လူပေါ့เนาะဒါကြောင့် ACT ကို senior မှာခေတံပါရကြမှာသူကို act akata ဆိုထပ်ပါတယ်เนาะ akata အဲ့ဒါကိုဆက်ဖတ်တဲ့အခါမှာ act act เนาะရုပ်ရှင်မြင်တာဆိုရင် actor actor သူ atta လို့ထွက်တာမဟုတ်ပါဘူးခေတံပါပါလေးပါပါတယ် actor ရုပ်ရှင်မြင်သည်ဆိုရင်လည်း actress act actress no actor and actress ဟုတ်ပါပြီဒီစလုံးလေးရအတန်ထက်ကတော့ idiot 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 number 4 how do you pronounce this word ဒီစကားလုံးကိုဘယ်လိုအတန်ထွက်မလဲ amazon amazon m a z -so -no. o n stress ကိုရှိဆုံးမှာထားရဲ့เนาะဒါကြောင့်မလို့ A M. Amazon Amazon ကျွန်တော်မြန်မာလို့ဆိုရင်တော့ Amazon ပေါ့နော်အတိအကျပြောမှာဆို Amazon တတော်နောက်ပါရရှိတဲ့စ Amazon မြစ်အဲနောက်ပြီးတော့ပစ္စည်းရောင်းဝယ်ဖောက်ကားတဲ့နေရာ website တခုရှိတယ်လေနာမည်ကြီးတယ်နော် Okay အဲ့လိုမျိုးတွေပေါ့ name ပေါ့တိကျပြောနေတော့နာမည်တခုပါပဲဟုတ်ပြီ for example the Amazon river is the longest river in the world the Amazon River is the longest river in the world. Amazon မြစ်ဟာဆိုရင်ကမ္ဘာမှာအရှည်ဆုံးမြေဖြစ်တယ်လို့ပြောတာ။ Amazon 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 မြစ်ဟာဆိုရှင်ကမ္ဘာအရှည်ဆုံးမြေလို့ပြောတဲ့အခါမှာတချို့တွေကနိုင်မြစ်ကမဟုတ်ဘူးလားလို့ပြောတဲ့လူတွေအတွက်ဟောဒီမှာဒါလေးကိုပြောပြပေးပါမယ်။ The Nile River was historically considered the longest river အဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်နိုင်မြစ်ကိုတမိုင်းအရာတော့အရှိဆုံးမြစ်ဖြစ်ယူဆထားပါတယ် that ဒါပေမဲ့ recent measurement suggests ဆိုတာမကြသေးခင်တွေ့ရှိချက်တွေကပြောတာကတော့ the amazon river might be slightly longer amazon river ကနော် might be ဆိုတာဖြစ်ကောင်းဖြစ်နိုင်တယ်လို့ပြောရနော်ဘာလို့လဲဆိုရင်နည်းနည်းလေးနော် slightly ဆိုတာပါပါလေးပဲရှိတာဖြစ်နိုင်တယ်ဒါကြောင့်မလို့သူတို့တွေ့ရှိချက်ကနည်းနည်းလေးပိုရှိလာရတဲ့ကြောင့်မလို့နိုင်မြစ်မဟုတ်ဖယ်နေ Amazon မြစ်ကပိုရှိတယ်လို့ပြောခဲ့တာပါ။သူရဲ့အတန်တက်ကတော့ Amazon 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 Number 5 How do you pronounce this word? ဒီစကလုံးလေးကိုဘယ်လိုအတန်ထွက်မလဲ? Antique Antique လို့ထပ်ပါတယ်။ Antique stress လို့ခေါ်တဲ့ဖိတန်ကိုသူက t မှာထားကြမလို့ NT ဆိုပြီးထွက်လာတယ်ပြီးတော့နောက်ပိတ်အတန်ကတော့ K နဲ့ပိတ်ကပါတယ်ဒါကြောင့် antique 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 ကျွန်တော်မြန်မာတန်နဲ့ပြောမယ်ဆိုရင် anti ပေါ့နော်ဟုတ်ပြီ T ဝဆန်တဲ့ဘောက်ထည့်တဲ့အခါမှာ anti ပြီးတော့မှ K တန်ဆုံးတဲ့အခါမှာ antique လို့ထပ်ပါတယ်ဒါကိုတွားပြီး antique လို့တော့ဖတ်လို့မရဘူးနော်မြန်မာလိုကတော့သုံးတယ်လေရှီအောင်ပစ္စည်းဆိုရင်ဟာဒါကြီးက antique ဆိုပြီးသုံးတယ်ဒါကမြန်မာလိုပြပြတတ်ပြောတာနော် ကျွန်တော်တို့မြန်မာလိုမပြောဘဲ English လို့သုံးတော့မယ်ဆိုရင်အတန်တက်ကတော့ antique antique ဆိုပြီးတော့သုံးလို့ရပါတယ်ရှီဟောင်းပစ္စည်းကိုပြောတာရှီဟောင်းကြတာကိုပြောတာပါဟုတ်ပြီ for example that vase is an antique from the 18th century that vase is an antique from the 18th century ဒီပန်းအိုးကဆိုရင်18ရာစုတုန်းကရှီဟောင်းပစ္စည်းပါတဲ့ အဲ့တော့ဒီ sentence တဲမှာပြောချင်တာကတော့ this ဆိုတဲ့စကားလုံး va ဆိုတဲ့စကားလုံးเนาะမြန်မာလိုပန်းအိုးပေါ့အဲ့ဒါကို this လို့ထွက်လို့ရတယ် va ဆိုလို့လည်းထွက်တယ် UK နဲ့ US အတန်မတူတာပေါ့เนาะဒါကြောင့်မလို့ this ဆိုလည်းရတယ် va ဆိုလည်းရပါတယ်ဟုတ်ပြီเนาะအခုအဓိကပြောချင်တဲ့မူလစကားလုံးကတော့ antique 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 လို့မထွက်ပါနဲ့ antique ဆိုပြီးတော့ခေတံလေးပိတ်ပြီးပါ ဟုတ်ပါပြီ။ဒီနေ့ပြောခဲ့တဲ့မှားတဲ့တဲ့အတန်အတွက်ရှိတဲ့စကားလုံး၅လုံးကိုပြန်ခြုံကြမယ်။ကဲပထမတစ်လုံးကတော့ Vanson 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 မြန်မာလိုကတော့တမင်ရဲ့အသားကိုပြောတာပါ။နောက်တစ်လုံးကတော့ Madden 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 တို့သားကိုပြောတာပါ။နောက်တစ်လုံးကတော့ Idiot 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 သူကမြန်မာလိုကတော့ယူတာကိုပြောတာပါ။နောက်တစ်လုံးကတော့ Amazon 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 သူရဲ့အခြေပြကတော့တရားရမရှိဘူးပေါ့နော်သူကနာမည်တွေမှဲ့ထားတာဟုတ်နောက်တစ်လုံးကတော့ antique 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 ရှီဟောင်းပစ္စည်းကိုပြောတာပါဟုတ်ပါပြီအားလုံးကိုချုပ်ပြီးတစ်ခေါက်စီပြန်ပြောမယ်ဆိုရင်နော် Vanison Madden Idiot Amazon Antique